ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော်အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်ပါပါဗျာဒီအဆင့်ရောက်ဖို့ကလူတိုင်းလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအတိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းညတယ်ဒုက္ခပฏิကုလဆင်းဆင်းရဲတာကိုယွံမုံညတယ်ဆင်းရဲတာကြောက်တယ်ဒါကအလုံးတူညီတဲ့သဘောတရားပဲ။ အဲ့ဒီလိုဖြစ်ပါရဲ့တဲ့နဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်ပါပါငါချမ်းသာခြင်းနဲ့ဒုက္ခကိုယုံမုန်းတယ်ငါချမ်းသာရဲ့တန်းနဲ့ငါမကြိုက်တဲ့အလို့ကြဘာဖြစ်လို့လုံးချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအတိလို့ပြောတာနော်ဒီတရားအတိကအခြေခံအတိပဲကဲဘုရားမြတ်စွာရဲ့ အကျင့်တရားတွေမှာသီလကအစပဲ။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစအောင်မလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တဲ့။တစ်ခုကကိုခြင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်၁ကကိုခြင်းတရားနံပါတ်၁ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုတယ် ဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာတုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါးမြတ်စွာဘုရားကဟောတယ်တသမတိဟတေဘာဟိယအာတိမေဝဝိတောတေဟိကုသလေတုတံမေတုဘာဟိယမှန်ကန်တဲ့နန်းကြောင်းမဟုတ်ဘူးရှောက်ချင်တယ်ဆိုရင်တဲ့ကုသိုလ်တရားတွေရဲ့အစကိုမြင်ပြစုံအောင်လုပ်တယ်ကောသာတိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲ သီလင်္ဆသုဝိတုထံလုံးဝဖြူစင်တဲ့ကိုချင်းတရားကိုချင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်ပါပါဒိဋ္ဌိစာဥစုကဖြောင်းမှန်တဲ့အမြင်ရှိရမယ်လို့ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲဒီကုသိုလ်နှစ်ခုဒီနှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝန်းလာတာဒီနှစ်ခုကစတာကဲကောင်းပြီ မြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့တိုင်အရင်ကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်၄မျိုးဝစီကာယဒုစရိုက်၃မျိုးနဲ့ဝစီဒုစရိုက်၄မျိုးအလုံးအဲ့ဒီ၇မျိုး အခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာဒုစရိုက်၃မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအဒိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမိတုမိစ္ဆာသာရကာမဂုဏ်တရားတွေမှာမှော့မှော့မှားမှားပြုတင်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်၃ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောင်းရမယ် တရားသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယတုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယတုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလိုတယ်။တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်။ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့။ပဏာတိကတန်းနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီတေရမှကြောက်တယ်။ဘယ်လိုလဲဆိုရင်တေရမှကြောက်ကြမှာကြည့်မယ်နော်။မှန်ပါဗျာ။တေရမှကြောက်တာကြည့်မယ်။မသေးခြင်းညာသေးဘူးသူက။ မသေးခြင်းဘူးအသက်ရှင်ခြင်းနဲ့တသရှိတ္တဝါတိုင်းအားလုံးဟာမသေးခြင်းညာဘူးအသက်ရှင်ရှင်နေခြင်းညာအသက်ရှင်ခြင်းညာဒါကြောင့်မလို့တယောက်တယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှင်ပါသေးကျမ်းပါပါသေးနဲ့ဆူပေးကြတယ်ဘူးမှအသက်တူပါသေးလို့မပြောဘူးနော်မှန်ပါပါဘုရားဟောအသက်ရှင်ပါသေးလူတိုင်းလူတိုင်းဟာအသက်ရှင်ရှင်နေခြင်းဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သိတာကိုမုန်းတယ် တချို့များသေးတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော်မထောင်ချင်ဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်ပါပါဗျာမသာအတုအအိမ်သွားပြီးရင်ပြန်လို့ရှိရင် ကရောတင်မောနဲ့ခေါင်းချော်ရသေးတယ်ဟုတ်မဟုတ်တဲ့အတွေ့တွေတွေးမိလို့ပါဒါနော်မှန်ပါပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပါဦး ်အတုကအိမ်သွားရင်သနာတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိဒ္ဓိတင်တယ်တို့တော့ရှင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေယန္တူတွေကဒီထဲမှာမှန်လားပါဗျာလျှော်တာကယန္တူကိုမလျှော်ဘဲနဲ့ခေါင်းသွားရှောင်းတာတလွဲသွားလုပ်နေတာမှန်လားပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါအဲ့တော့အတုပတွေ့ရဆိုလို့ရှိရင်ဩတနေ့ငါလည်းတရားအောင်မှလို့စဉ်းစားပါမြတ်စွာဘုရားကဒီလိုဟောတာ အဲ့လိုစဉ်းကျင်စဉ်းစားခြင်းအသက်ရှင်နေတုန်းကတခုကောင်းတာလေးလုံးပါပဲဆိုတဲ့အတွေ့တွေ့ရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုံးတယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစားတဲ့ပါတာမဟုတ်ဘူးစားတဲ့ပါတဲ့မောဟမဟုတ်ဘူးကိုကိုယ်တိုင်ကအမှန်မသိတာဟာမောဟအမှန်မသိဘူးဆိုတာအမှားသိတာအတူအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါစက်တီရီရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကင်မုန်းနဲ့ဘာလို့ရတာနဲ့ ဟုတ်တကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးအေးကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်ဟောသူကအသက်ရှင်နေတယ်မသေးခြင်းဘူးငါလည်းအသက်ရှင်နေတယ်မသေးခြင်းဘူးဒီလိုအသက်ရှင်ခြင်းမသေးခြင်းနာဖြစ်တဲ့တန်းနဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလားမရပါဘူး ဒီလိုစဉ်းစားပါငါတဲ့မြတ်စွာဘုရားဒါအတုပ္ပဏယိကဆိုအဲ့ဒါပြောမှန်လားပါဗျာငါအသက်ရှင်နေတဲ့အသက်ရှင်နေတဲ့ငါကဘာဖြစ်လို့သူများကိုတိုက်ရတကူချိုးကမာယွန်းနဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချိုးမှကြွတာတတ္တဝါဆိုတာလူချိုးမှကြွတယ်ဆိုကိုယ်လည်းတတ္တဝါပဲလေကိုယ်လာချိုးရင်ဘယ်နဲ့နေဘူးခံနိုင်မှာမဟုတ်လေကိုယ်ချိုးရင်မှန်လားပါဗျာအဲသူများကြတော့ ချွတ်ပေးခြင်းနဲ့အဲဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆိုတော့ तू ကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားချာလာဆိုတော့ तू ကသူကလေးရောက်ဖို့ဖြီးပါအောင်လားမရှိနဲ့ပါဗျာအနိကဆုံးအာတနကံက6လန့်ပြီးတော့စိုးရင်စိတ်တွေနဲ့ဟိုစိတ်ဆိုးပြီးတော့ကိုယ်တက်တဲ့လူပေါ်မှာမကြေမနက်ဖြစ်ပြီးပေသွားတာကြီးပဲအသက်ခံရတဲ့လူတိုင်းလူတိုင်းမှန်ပါပါဗျာနွားတွေတရိษံတွေလည်းပဲသူတို့မပြောတတ်လို့ ကိုယ်လာတတ်တဲ့ဆိုရင်ဘယ်သူခံခံမြင်မလဲမခံမြင်ဘူးမို့လားမှန်ပါပါဗျာမပြောတတ်တာပဲရှိတယ်မခံမြင်တာချင်းတူတူပဲတရားမှာကြောက်တာချင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ဩငါဒီတရားမှာကြောက်တဲ့အသက်ရှင်နေတယ်ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ရှင်ကျင်ရှာမှာပဲငါမကြိုက်တဲ့အလို့ပဲဘယ်လိုသူများကိုလုံးဝမလဲဟောဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုအဲ့ဒါ ေးလူတွေကအတိတရားရှိလားမရှိဘူးလားလို့ဆိုမရှိဘူး။သူများအသားလေးမှမပါလို့ရှိရင်ထမင်းမမိန်မှုဖြစ်နေတယ်။ဟုတ်လား။ကိုယ်အသားကြတော့ထိမှတိတ်ကြောက်တယ်။အဲ့တော့အတိတရားဆိုတာအဲ့ဒါပြောတာ။မြတ်စွာဘုရားရဲ့ဟောတဲ့တရားက တရားဘူး။တကယ်ကိုတရားဆိုတဲ့အတိုင်းအလွန်တရားတယ်။ဟုတ်ကဲ့လား။ဒီတရားမလိုက်နိုင်ဘူးဆိုမတရားဘူးသိချစဉ်းစားခြင်းမတရားဘူးဆိုတာကိုချင်းမစားလို့မတရားဘူးလို့ပြောလို့ရတယ်လေ တရားဆိုတာကတကယ်ကိုမြတ်တာမြတ်တဲ့စိတ်မဟုတ်ဘူးငါတော့ရှင်ကျင်တယ်သူတော့တရားမယ်ဆိုမမြတ်တာတဲ့စိတ်ထားကြီးပဲလို့ဒါမှန်ကန်တဲ့အတွေးလို့ခေါ်တယ်မှန်ကန်တဲ့အတွေးမပါပဲနဲ့မှန်ကန်တဲ့နားလည်မှုဆိုမဖြစ်နိုင်ဘူးတဲ့ပြောမယ်ဆိုရင်ဒါတမ္မာဒိတမ္မာသင်္ကပ္ပဆို right and not right thought ပဲဒါဟုတ်ကဲ့လားမှန်ပါဗျာဒါကိုတရားအသိလို့ပြောတာမှန်ကန်တဲ့အသိနဲ့လုပ်ပြီးတော့မြတ်စွာဘုရားကပါဏာတိပတ္တနဲ့ပတ်သက်ပြီးတော့ ဒီရှုထောင့်၃မျိုးက၃မျိုး၃မလဲကနေပြီးတော့စင်ကြယ်အောင်လုပ်ရမယ်တဲ့ဘာလို့စေကိုကိုယ်တိုင်လဲပါဏာတိပါဒကရှောင်ရမယ်သူများကိုလဲရှောင်ဖို့တိုက်တွန်းရမယ်ပါဏာတိပါဒကရှောင်ခြင်းရဲ့ခုံကျေးဇူးကိုလဲပြောရမယ်တဲ့အဲ့ဒါကို တိကောတိပရိတုဒ္ဓသုံးဘက်သုံးပလံကနေပြီးတော့ဒီပါဏာတိပါဒကစင်ကြယ်တာကိုကိုယ်တိုင်မလုပ်တဲ့အပြင်ကိုကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့မလိမ့်တဲ့ဘက်ပြောတဲ့ပုဂ္ဂိုလ်ရှိသေးတယ်လေ ကိုကတော့ငရဲကြီးမှကြောက်တော့မလုပ်ဘူးသူများကိုဟိုရင်းလို့ကြာနေပြီဘုန်းကြီးတစ်ပါးလို့ပေါ့ဘုန်းကြီးတစ်ပါးမကွေးတွေ့တယ်တခါတယောက်က လာတဲ့အခါကျတော့ဘုန်းကြီးကပြောတယ်မကွေးဟေးဒီမွေကိုက်ရင်သေရတယ်နော်စိတ်ပြင်းတယ်တခါကနားမလဲဘူးအဒီမွေကိုက်ရင်သေရတယ်တခါမကောင်းနှစ်ခါသုံးခါထပြောဘုန်းကြီးကသူကိုယ်တိုင်တော့အဲ့ဒီမွေမရိုက်ဘူးဟုတ်ကဲ့လားမှန်ပါဗျာဒါပေမဲ့သူစိတ်ထဲကရိုက်သေးတယ် ဒီကောင်ကိုက်ရင်ဒီကောင်ဒုက္ခပေးလိုက်မယ်ကိုက်ရင်တည်ရတဲ့အစိတ်ချင်းတဲ့ဆိုဟိုတကာတယောက်ကသဘောပေါက်တဲ့တကာတယောက်ကဒုက္ခဆွပြီးဘုံဘုံနဲ့ရိုက်တော့မှအေးအဲ့လိုမှပေါ်လို့ပြောတယ်အဲ့ဒါဒီလှုပ်ထားကိုချီးမွမ်းတာပဲဘာမှမထူးဟုတ်ကဲ့လားမှန်ပါပါဗျာဩဒါကြောင့်မို့လို့ရသော်ပြားကဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒုစရိုက်၁၀ပါးကို၄မျိုးနဲ့မြောက်တယ်ကိုယ်တိုင်လည်းမလုပ်ရဘူး ချီးလည်းမချီးမွမ်းရဘူးသူများကိုလည်းမတိုက်တွန်းရဘူးစိတ်တဘောလည်းမတူရဘူးတဲ့ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဟောဒုစရိုက်70ပါးကိုဒီ၄ခုနဲ့မြှောက်လိုက်ရင်ဒုစရိုက်40လို့ပြောတူတူပဲမထူးအဲတချို့ကဝီနီးရှောင်ပြီးတော့အဲ့ဒီမှာကိုကိုယ်တိုင်တော့မလုပ်ဘူးကိုယ်တိုင်တိုက်တွန်းဟုတ်လားကိုယ်တိုင်လှုပ်တာရဲ့တိုက်တွန်းတာရဲ့ချီးမွမ်းတာရဲ့စိတ်တူတာခုနအလိုတူလိုပါပဲလေဘာမှမထူး အေးဒီလိုမှပေါ်ဆိုအလိုလိုအလိုပါဖြစ်သွားတယ်ဆိုတော့ကြည့်လေမြတ်စွာဘုရားကဒီဒီတုတ်တံမှာတော့ခုနကရှုတော့၃မျိုးကနေကင်းစင်အောင်လုပ်ရမယ်၃ဘက်၃တံကနေကင်းစင်အောင်လုပ်ရမယ်ကိုယ်တိုင်လည်းဒီအတွေးနဲ့ဗန္ဓာတိပတာရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ချီးမွမ်းရမယ် စိတ်တူတာတခုပဲမပါချီးမွမ်းပေးရတယ်ချီးမွမ်းရင်စိတ်တူတာလည်းပါသွားပြီပေါ့ဟုတ်ကဲ့လားမှန်ပါပါသုံးမျိုးတည်းထို့တူပဲဂျန်တဲ့ဒုစရိုက်တွေလည်းဒီလိုစဉ်းစားအဋ္ဌိဏဒါနကိုပစ္စည်းကိုမပေးဘဲနဲ့တစုံတစ်ယောက်ကလိန်ယူမယ်ညာယူမယ်လှည့်စားယူမယ်ဘယ်နည်းနဲ့ပဲယူယူခိုးမှတိုက်မှမဟုတ်ဘူးကိုပစ္စည်းကိုတနည်းနည်းနဲ့လိန်ညာယူသွားမယ်ဆိုရင်အယူမခံနိုင်ဘူးဒါကိုမကြိုက်ဘူး ကိုကတော့မကြိုက်ဘူးသို့တော့သူများပစ္စည်းကိုအဲ့ဒီလိုလိန်ညာယူတတ်တာမျိုးကရှိတတ်သေးတယ်လေဆိုပါစို့အစ်စ်ကိုအတုလို့ပြောပြီးတော့လုပ်ရင်ဒါလိန်ညာယူတာပဲမထူဘူးလေမှန်ပါပါပစ္စည်းတစ်ခုကိုဒါအစ်စ်ပါဆိုပြီးတော့အတုကြီးပေးတယ်ခုခေတ်သာပေါ်တယ်ကြောက်စရာကောင်းတာဆေးဝါးအတုတွေကိုဆေးဝါးအတုတွေကိုအစ်စ်ပါဆိုရင်မသိတဲ့လူတွေကိုရောင်းချနေတာတို့ ဲ့ဒီလိုဟာမျိုးကအလွန်လွန်ကြောက်စရာကောင်းတယ်တစ်ဖက်သားကလည်းထိခိုက်မှုဖြစ်စေတယ်တခြားပစ္စည်းတူတာနဲ့ဆေးဝါးပစ္စည်းတူတာကအသက်အန္တရာယ်ကိုသွားပေးနိုင်တယ်ပေါ့မကောင်းတာကြတော့မှန်ပါဗျာအဲ့တော့တစ်ဖက်သားကအကျိုးမဲ့ဖြစ်စေတတ်တဲ့အရာတွေဟောအဋ္ဌနာဒါနကိုပစ္စည်းကိုတရားဘက်ကလဲယူသွားမယ်ကိုမပေးတဲ့ပစ္စည်းကိုယူသွားမယ်ဆိုရင်ကိုမကြိုက်ဘူးငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလောက်ရမှာလဲကိုယ့်အကိုစဉ်းစားမယ် ငါပစ္စည်းညာယူသွားရင်ငါမကြိုက်ဘူးငါမကြိုက်တဲ့အရာကလုတ်သူများလောရမှာလဲလို့ဆိုအရိဏာဒနာကရှောင်းပါတဲ့ဒီအတွေးနဲ့ဒါတရားအတိလို့ခေါ်တယ်ဒါအခြေခံစဉ်ဒီအတိလေးရရှိကိုရှိရမယ်နော်မှန်ပါပါဒါလူကြီးမှမဟုတ်လူငယ်လည်းဒီအသိရှိရမယ်လူကြီးလည်းအသိရှိရမယ်လူလတ်လည်းဒီအသိရှိရမယ်ဒါအဲ့ဒါလို့လုပ်ပြီးတော့အရိဏဒါနာကကိုယ်တိုင်းလည်းရှောင်တယ်သူများကိုလည်းတိုက်တွန်းတယ်ရှောင်တဲ့ကျိုးကျေးဇူးကိုလည်းချီးမွမ်းပြောဆိုတယ် ကြီးမွန်းတယ်ဒီလိုလာရမယ်ကာဝေတုမိစ္ဆာစာရဆိုတာ ਨੇ ပတ်သက်လာရင်လည်းဒီလိုပဲကိုမိသားစုထဲမှာလာပြီးတော့ကာမဂုဏ်ကိစ္စဖောက်ပြန်မယ်ဆိုလို့ရှိရင်ကိုကြိုက်မှာမဟုတ်သူကမကြိုက်အဲ့တော့ကိုမကြိုက်တဲ့ကိစ္စကိုသူများသွားပြီးတော့ကိုမကြိုက်တာကိုသူများကြတော့လုတ်တယ်ဆိုတာမတရားဘူးပေါ့နော်အဲ့ဒီမတရားဘူးဆိုတဲ့အတိလေးကိုတရားရမယ်ဆိုတဲ့အတိလေးကိုသိတာဟာဒါ တရားအတိပဲနော်အတိတရားပဲ။အော်ငါမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမှာလဲ။ငါမကြိုက်ဘူးငါမကြိုက်ရင် သူများလည်းမကြိုက်ဘူး။သူများမကြိုက်တဲ့အလုပ်ကိုငါဘာလို့လုပ်ရမှာလဲလို့စဉ်းစားပြီးတော့ကာမေသူမိစ္ဆာသာကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းမလုပ်ကြနဲ့ဟိတိုက်တွန်းတယ်နော်မလုပ်တဲ့မလုပ်တဲ့လူကိုချီးမွမ်းတယ်ဟာဒီလူကလူတော်ပဲလူကောင်းပဲနဲ့ဆိုချီးမွမ်းတယ်ဟောသုံးသုံးကလေးကနေပြီးတော့ကြည့်လိုက်တော့ ကာမိတ္တမိစ္ဆာဆရာနဲ့ပတ်သက်လာရင်သူကလုံးဝစင်ကြယ်သွားတယ်။ပြီးပြီးဆုံးသွားတယ်။ကိုရောရှောင်းမရဲ့သူများကိုတိုက်တွန်းနေသေးတယ်၊ချီးမွမ်းတဲ့စိတ်ကလေးရှိနေသေးတယ်ဆိုမဟုတ်သေးဘူးအဲ့ဒါ။မပြည့်စုံသေးဘူးလို့ပြောရမယ်နော်။ဒါကာတုဆိုင်နဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းနားလည်ရ။နောက်ဝစီတုဆိုင်နဲ့ပတ်သက်လာပြီးတော့ကိုယ့်ကိုတစုံတစ်ယောက်ကလိန်သွားမယ်။ကိုယ့်အချိုးစည်းဝါးတွေပြက်အောင် လိန်လီလီစားပြောကြသွားမယ်ဆိုရင်ကိုယ့်အခံရခက်တယ်။ကိုယ်မကြိုက်ဘူး။ အဲ့တော့ကိုမကြိုက်ခင်းနဲ့ဘာဖြစ်လို့သူများကိုလောရမှာလဲမလုံတဲ့ဘူးကိုမကြိုက်တဲ့လူသူများကိုမလုံတဲ့ဘူးလို့စဉ်းစားရအောင်အဲ့ဒါလို့စဉ်းစားပြီးတော့မုသဝါဒကလည်းရှောင်းရမယ်လိမ့်လိလက်စားပြီးသူများအကျိုးတရားပြက်ပြားတော့အောင်မလုံတဲ့ဘူးကိုယ်တိုင်လည်းမလုံဘူးသူများကိုလည်းမလုံဖို့တိုက်တွန်းတယ်မလုံတဲ့ပုဂ္ဂိုလ်ကိုလည်းလူတော်လူကောင်းအဖြစ်ချီးမွမ်းတယ်ဟောရှုထောင့်၃မျိုးကနေပြီးတော့စင်ကြယ်အောင်ကျင့်သုံးတယ် နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ပိတုနာဝါစာပိတုနာဝါစာဆိုတာတယောက်နဲ့တယောက်မတက်အောင် ဝင်ပြီးတော့တတ်ရှိုးတယ်ခုံတိုက်တယ်လို့ခေါ်တယ်မှန်ပါပါလူတယောက်နဲ့တယောက်အဆင်ပြေနေလို့ရှိရင်သွားပြီးတော့လေတံလေးသွားထိုးတယ်တယောက်နဲ့တယောက်မတွေ့မတက်အောင်လုပ်တယ်ဓမ္မပဒထဲမှာဝတ္ထုလေးတစ်ပုဒ်ရှိတယ်မထေကြီးနှစ်ပါးတဲ့အသက်ကတစ်ပါးနဲ့တစ်ပါးမတိမ်မရင်ရွယ်သူပဲဆိုပါစို့ တပားကနည်းနည်းငယ်တယ်တပားအကြီးသူတို့နှစ်ပါးဟာတကယ်လို့ကိုညီကိုလိုပဲခင်ကြညီကိုလိုခင်တယ်အများတန်းဒီနှစ်ပါးဟာတူတူတွဲပြီးတော့တိတ်ရင်းနေတယ်အငယ်ပုဂ္ဂိုလ်ကကြီးတဲ့ပုဂ္ဂိုလ်တိတ်လေးစားကြီးတဲ့ပုဂ္ဂိုလ်ကလည်းကိုငယ်တဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်နှစ်ပါးတပားနဲ့တပားအပြန်အလှန်ဒီလို လေးစားပြီးစိတ်တဘောဓာအလွန်ကောင်းကြတယ်တောအကြောင်းတစ်ခုမှသင်းသုံးတယ်အဲ့တောအကြောင်းမှာဓမ္မရတိကဘုံကြီးတပားရောက်လာတယ် ဲရောက်လာတဲ့ဘုန်းကြီးကဒီကိုရောကြီးနှစ်ပါးကျောင်းရောက်လာတော့ဆရာတော်ကြီးတွေကလည်းတရားနာကြတော့ဓမ္မဋ္ဌိကဆိုတရားဟောရတဲ့ဘုန်းတရားဟောတော့သူတို့ဓမ္မဋ္ဌိကတရားဟောရတော့သူတို့ကဓမ္မဋ္ဌိကကိုကြီးညိုကြတယ်မြန်လို့ကြတယ်ငါရှင်တို့နဲ့တူတူနေပါတရားဟောစရာရှိ သူဟောခိုင်းတရားနာတရားမြန်လို့တာဒါပေမဲ့အဲ့ဒီဓမ္မဋ္ဌိကစိတ်ကောင်းမရှိဘူးပေါ့တရားသိမရှိဘူးသူများသာဟောတာကို့မှာတရားသိမရှိဘူးမရှိသည့်အတွက်ကြောင့် ဓမ္မတိကကိုဒကာဓမ္မတွေကကြီးညိုးလာတော့အဲ့ဓမ္မတိကကဘာဖြစ်လာတော့ဆိုဒီကိုယ်တော်ကြီးနှစ်ပတ်မောင်းထုတ်ပြီးတော့ဒီเจ้าအပိုင်စည်းမယ်ဆိုတဲ့စိတ်ဓာတ်ဝင်လာတယ်။ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတော့အခုမဟုတ်ဘူး။မှန်ပါပါဗျာ။အဲ့တော့လူရှိနေရင်ဘယ်ဘယ်ခါမှဆိုဒါမျိုးရှိမှာပဲ။နော်။ခုခေတ်မှာရှိတယ်လို့မထင်နဲ့။လူရှိနေလူရဲ့စိတ်ဓာတ်ကိုကြောက်စရာကောင်းတာပြောပါလား။မှန်ပါပါဗျာ။ခုခေတ်က2500လူတွေလည်းဒီတိုင်းပဲခုခေတ်လူတွေလည်းဒါဒီတိုင်းပဲရှိတဲ့လူကရှိနာပဲနော်။ အဲ့တော့မကောင်းတာတွေရှိတယ်လို့ကောင်းတာတွေကလည်းဟိုတုန်းကရှိတယ်လို့ကိုယ်လည်းရှိနေမှာပဲလို့ပြောရမှာပေါ့ကောင်းတဲ့ဘက်ကပြောမှာဆိုရင်နော်အဲ့ဒီဓမ္မအဋ္ဌကဘာလို့တုံဆိုတော့ဒီကိုယ်တော်ကြီးနှစ်ပါးသူ မတက်အောင် လုံးမဒီကြောင့်သူရမှာကိုဒီကိုယ်တော်ကြီးနှစ်ပါးညီညွတ်နေမဖြစ်ဘူးမဖြစ်တဲ့အခါကျတော့တည့်ရကြတော့တပါးစီသတင်းသုံးနေတဲ့နာကိုသွားတယ်ထင်းအောင်မြင်အောင်လှုပ်တာပေါ့ဂုံးတိုက်တယ်ဆိုတာကဘာသာနဲ့ပြောမှမဟုတ် သူကမထေကြီးစီအရင်သွားပြီးတော့ရှင်ဘုရားတဲ့ရှင်ဘုရားတို့နှစ်ပါးညီလို့ကိုလို့ခင်းတာဟုတ်လားဟာခင်းတာပေါ့တို့နေလာတာနှစ်ပေါင်းလောက်ကြာဒါပေမဲ့ဘုရားတဲ့ဆိုပြီးတော့ဩမပြောတော့ဘူးဘုရားပြီးတော့ဆိုပြီးတော့ကြော့ပြီးထတာကိုရောကြီးစိတ်ထဲမှာထင်းနေပါလေဒီကိုရောငါဘာပြောချင်လို့နောက်တစ်ခါအငဲစီသွားပြန်တော့လေဒီလိုပဲရှင်ဘုရား နောင်တော်ကြီးတော်ရှင်ဘုရားကြီးညိုတယ်တင်ကြီးညိုတယ်ရှင်ဘုရားကကြီးညိုတာဟောမပြောတော့ပါဘူးရှင်ဘုရားတို့တော်ကြကြတော့ဆိုဒီတိုင်းထားပါကိုရောကြီးမျက်ပါသိချင်တာနောက်တဲ့ကျတော့အတင်းကြမေးတာအတင်းကြမေးတဲ့အခါကျတော့ရှင်ဘုရားကဘလို့ပြောတယ်ဟိုကဘလို့ပြောတယ်ရှေ့သာရှင်ဘုရားနဲ့ဟန်လို့ပေါင်းနေတာကိုရာကျတော့ပြောတယ်ဆိုကိုရောကြီးနှစ်ပါးစိတ်ဝမ်းကွဲသွားကြတယ်နော်စိတ်ဝမ်းကွဲသွားပြီးတော့ တပားနဲ့တပားမျက်နှာချင်းမဆိုင်တော့ဘူးတပားကအရှိအရှိဘောက်ကနေထွက်ပြီးအရှိလျှောက်သွားတယ်တပားကအနောက်ဘောက်ကနေထွက်ပြီးအနောက်လျှောက်သွားကြောချင်းကြောချင်းပေးပြီးတော့ထွက်သွားလိုက်ကြတာကိုရောကြီးနှစ်ပေါင်းအတော်ကြာမှဒီကိုရောကြီးနှစ်ပါးပြန်တွေ့တဲ့အခါဒီကိုရောရဲ့လိန်လေလက်စားမှုကိုသွားတွေ့ရတယ်။မှန်လားပါဗျာ။ခုံတိုက်တာဆိုတာအဲ့လိုတဦးနဲ့တဦးညီညွတ်နေလို့ရှိရင်ဈာထဲမှာဝင်ပြီးထင်းရောက်မြင်အောင်လုပ်ပြီးတယောက်နဲ့တယောက်မတက်အောင်လုပ်လိုက်တာ။ အဲ့ဒါကိုပိတုနာဝါစာလို့ခေါ်တယ်